Brand News Angle ကနေကြိုဆိုပါရစေ။ဒီ season ကတော့လူမှုကွန်ရက်နဲ့လူမှုဝန်ကျင်မှာလှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အကြောင်းအရာတွေကမှအကြောင်းအရာတချို့ကိုထုံးလို့ရွေးချယ်ပြီးတော့ဆွေးနွေးတင်ဆက်ပေးနေတဲ့ season ပဲဖြစ်ပါတယ်ခင်ဗျာ။ဒီ season မှာကျွန်တော်တီဟာဆိုးလင်နဲ့ကိုကျော်ကျော်နဲ့ဆွေးနွေးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကိုကျော်ကျော်နဲ့မင်္ဂလာပါခင်ဗျာ။โอเคกูเดี๋ยวซุนนี่มิงลาครับเนี่ยเดี๋ยวจะส่งยาได้พี่โอเคสรุปเราเค้าเนาะดิวันนี้ฟังเนี่ยซวยซีซั่นถ้าเราไม่ตื่นเต้นอะไรจ้าบไปโอเคจ้าไม่รู้จ้าบเนาะเราก็ตื่นเต้นจ้าไป ဟုတ်ကဲ့အခုကဆက်ပြီးတော့ဒါကျွန်တော်တို့ပုံမှန်ပြန်လဲတည်ဆတ်နိုင်လို့ကျွန်တော်တို့ကြိုးစားပါမယ်ဟုတ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ဒီ one list angle ဆိုတဲ့ season လေးကတော့ဒါကျွန်တော်တို့အစပိုင်းမှာပြောခဲ့သလိုပဲเนาะဒီ season မဆက်ကြမှာလည်းကျွန်တော်မြဲထည့်အတွက်ကြိုးပမ်းလို့ရှိပါတယ်ဟိုဒီ season ကဒါကျွန်တော်တို့ဟိုလူမှုကွန်ရက်ဆောင်ရွက်တာတွေနောက်ကကျွန်တော်တို့ရဲ့လူမှုဝန်ကျင်မှာဟုတ်ကဲ့ပြောလို့ရှာရှာဖြစ်နေတဲ့အကြောင်းအရာတွေနောက်တစ်ခါပြည်သူတွေဟိုဘယ်လိုခေါ်မလဲတတိပြုရဲ့ဆင်ခြင်ဖွဲ့ရအကြောင်းအရာတွေပေါ့လေဒါကျွန်တော်တို့ကထုတ်လို့ရွေးချယ်ပြီးတော့ဆွေးနွေးတင်ဆက်ပေးနေတဲ့ season ပဲဖြစ်ပါတယ် โอเคပါခင်ဗျာအဲ့ကျွန်တော်လည်းဘာပြောချင်လဲကျွန်တော်တို့ဒီနေရာတွေကလူမှုကွန်ရက်ဆံမြင်တာပေါ်မှာကျွန်တော်တို့ဒီပြောလိုက်တဲ့အကြောင်းဒီလောက်ပဲလားဆိုတာဒီလောက်ပဲမဟုတ်ပါဘူးတနေ့တနေ့လူမှုကွန်ရက်ဆံမြင်တာပေါ်မှာဖြစ်ပြက်နေရတော့ညာရယ်โอเคเนาะလူမှုကွန်ရက်ဆံမြင်တာပေါ်မှာပွဲပေါ်ကြမှာပွဲတွေညာတူတော်များများပြောဆိုတော့ပွဲပေါ်ဗျာပွဲရှာရသူတွေရဲ့ပွဲပေါ့အဲ့ပွဲတွေကတော့ကျွန်တော်တို့ဒိတ်ပဲတော့တိတ်မရှိပါဘူးเนาะအကျိုးမြတ်လည်းမရှိပါဘူးအဲ့တော့ကျွန်တော်တို့အဲ့မှာကျွန်တော်တို့ကဒီထဲမှာပါလူမှုကွန်ရက်ဆံမြင်တော့တို့တို့ရှိတာအပြစ်ဆုံးအကြောင်းအရာတွေကဘယ်အကြောင်းအရာတွေကတော့ပြည်သူတွေအတွက်စိတ်တော့ဖြစ်နိုင်တယ် ဘယ်အကြောင်းအရာတွေကတော့ပြည်သူတွေတရိပ်မှုနေတယ်။အဲဒါလေးတွေပေါ့ဒီအချက်တွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကရွေးတင်တာရွေးပယ်တဲ့ပယ်တင်တာပဲ။ဒါလေးလိုပါတယ်ပေါ့ဗျာ။အဲ့တော့ကျွန်တော်ယူရမယ့်အရာတွေတော်တော်များကျွန်တော်တွေ့ပါလေ။ဒါပြန်ကျွန်တော်တို့ရရှိတဲ့အချက်အတိုင်းပါနဲ့အနေထားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တင်ဆက်ရတာဖြစ်တဲ့အတွက်အကြောင်းအရာတချို့ကတော့ကျွန်တော်ဒါဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတွေပါဗျာနော်။ဒါတော့ဒီများလည်းကျွန်တော်ပါချင်မှာပါမယ်။အဲ့တော့ကျွန်တော်တို့ဒီထဲမှာလှုပ်ရှားအဖြစ်ဆုံးအကြောင်းအရာလေးပဲကျွန်တော်တို့ဆွေးနွေးရမယ်ထင်ထားပါဗျာ။ဟုတ်ကဲ့။ဆိုတော့ဒီနေ့စီစဉ်လေးမှာကိုကျော်ကျော်လက်ကစပြီးတော့ဆွေးနွေးပြပါမယ်ဗျာ။ဘယ်လိုအကြောင်းအရာတွေစပြီးတော့ဆွေးနွေးကြည့် ဟုတ်ကဲ့ပါကိုတရားဆိုနေကျွန်တော်ဘလောက်စပြီးစူးနေရမှာတော့ကျွန်တော်တို့နိုင်ငံတော်ကနေပြီးတော့ကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေဟုတ်ကဲ့နော်လက်ရှိနိုင်ငံဝန်ထမ်းတွေရောအငြိမ်းစားဝန်ထမ်းတွေရောပေါ့နော်ဝန်ထမ်းတွေရောကျွန်တော်တို့ဒီပြည်ခဲ့တဲ့ကျွန်တော်တို့ရပ်ပိုင်းမှာပဲအားလုံးကိုကျွန်တော်တို့ထောက်ပံ့ကြေးပေါ့ပိုထောက်ပံ့ကြေးထောက်ပံ့ကြေးအနေနဲ့ကျွန်တော်တို့တော့ချက်သုံးသောင်းစီဒါချင်းမြင်တယ်ပေါ့နော်ထားမြင်တာပေါ့ထားမှချင်းမြင်တာပေါ့နော်ရှေ့ပိုင်းမှာလည်းကျွန်တော်ချင်းမြင်ကြတာရှိပါတယ်နော်ဒါဒါဆိုလို့ရှိရင်ဒါတတရအချိန်ရောက်ဒါချင်းမြင်တာပေါ့နော်ကျွန်တော်တို့ဒါသုံးသောင်းသုံးသောင်းစီပြီးတော့အဲ့တော့ မင်္ဂလာတပါးပါပဲခင်ဗျာအခုလို့ကျွန်တော်တို့ဒီလက်ရှိမှာဆိုလို့ရှိရင်ဟိုကုတရားဆုံးနေတဲ့တည်ရတဲ့အဲကျွန်တော်တို့လောကလာသာနဲ့ဟိုစာဝင်းနေဖြစ်ရှင်းရတာနဲ့ဘလုံးမမကားမိဝင်ဝင်နဲ့ထောင်းဝင်တော့ပဲလုံးဝမမြတ်တော့စက်ညမဲ့ဖြစ်နေတာပေါ့နော်စာဝင်းနေအရန်ခက်ခဲနေတဲ့အချိန်မျိုးပုံစံတို့တွေကကျွန်တော်တို့ဖက်ဖက်ကတက်နေတဲ့အချိန်မျိုးတွေဒီလိုအချိန်မျိုးမှာနိုင်ငံတော်ကနေပြီးတော့အခုလိုမျိုးကျွန်တော်တို့ဒါချီးမြှင့်ပေးတဲ့အတွက်ဒါအင်မတန်ကိုကျေးဇူးတင်စရာဟုတ်ကဲ့နော်ဒါမင်္ဂလာတပါးပါကျွန်တော်တို့ဒါကြိုးစားပါတယ်ဒါဝန်ထမ်းတွေအတွက်လည်းကျွန်တော်အားလုံးအတွက်လည်း ါနိုင်ငံပြည်စင်စားကြီးတွေရောအားလုံးပဲပေါ့ကျွန်တော်တို့ဂုဏ်ယူပါတယ်ဟုတ်ပြီပြပါတယ်ဒါမလို့ဒီလုတ်တက်ပါတယ်အဲကျွန်တော်တစ်ချက်ပြောချင်တာဘာလဲဆိုလို့ရှိရင်အမြဲတမ်းခွင်ဆောင်နေတဲ့တချို့ကိုကျွန်တော်ပြောချင်တာဟုတ်ကဲ့ဝိဓမလောဘသမားတွေအမြဲတမ်းခွင်ဆောင်နေသူတို့စိတ်ထဲမှာဘာလဲဆိုလို့ရှိရင်လုံးဝစခရစ်တည်ရတာပြီးသားဟုတ်ကဲ့လာစာတွင်းရင်ကုံစင်းလုံးတွုံးမယ်လာစာတွင်းရင်ကုံစင်းတွုံးမယ်ဟောပြည်သူကတော့မှကျွန်တော်တို့ကမြင်နေပြီချို့ရလာစာတွင်းရင်ကုံစင်းလုံးတွိုးတော့မှာပဲ အဲ့ဒါရခေါင်းထဲမှာဆွဲနေတယ်ခေါင်းထဲမှာဆွဲနေတယ်ဆွဲအဲ့ဒီအဆွဲကိုအသုံးချတာဝိသမလောဘသမားတွေနိုင်ငံတော်ကနေတာဝန်ရှိတဲ့သူတွေကနေကျွန်တော်တို့ကုံစင်းလို့ကြာစင်းရင်ကုံစင်းလို့တည်ငြိမ်ရင်အတွက်ကျွန်တော်တို့မြဲတဲ့မိတီတွေလုပ်တယ်အယုဆောင်မှုတွေလုပ်တယ်ကိုယ်စစ်စစ်တဲ့တွေလုပ်တယ်ဖက်ဖက်ကဆောင်ရွက်ဖက်ဖက်ကဆောင်ရွက်နေတယ်အဲ့ဒါလည်းကောင်းပါတယ်ကျွန်တော်များဆောင်ရွက်နေတာဒါပေမဲ့လည်းဒီဝိသမလောဘသမားတွေကရတဲ့ဘက်ကနေတွဲနေတာပဲဤသူစီရပစံရတဲ့ဘက်ကတွဲနေတာထိုက်တဲ့ဈေးလုံးတက်ကိုပိုယူနေတာနော် ပြည်သူတွေရဲ့မျက်ရည်ပြည်သူတွေရဲ့ချွေးနှဲစာဒါတွေကိုအတရားတမှယူနေတာထိုက်တဲ့နေရာလို့ယူတော်ရော့ဗျာเนาะအခုလိုမျိုးကျွန်တော်တို့ဒီအပိုင်းမှာပဲအခုလိုမျိုးကျွန်တော်ထောက်ပံ့ခြင်းတုံးတုံးလေးပေးလိုက်တယ်တုံးတုံးကျတဲ့ဟိုဘက်မှာချုပ်ဝါရဲတက်နေပြီအာဝတ်နေရာတက်လိုက်ဒီဟာ300တက်လိုက်ဟိုက900တက်လိုက်အဒါရီကမဖြစ်တဲ့ကိစ္စတွေပါဟုတ်ကဲ့နော်အဲ့တော့ကျွန်တော်တို့ဒီတိုင်းပဲသွားနေပါလားစားရက်လားကျွန်တော်ပြောတာစားရက်စားလိုက်တန်မြာပါသွားလိမ့်မယ်စားလိုက် ဒါကျွန်တော်တို့ဟိုဘာသာတရားအဆုံးမနဲ့ကျင့်ပေါ့လေနော်ဘာသာတရားအဆုံးမနဲ့ကျင့်တာတရားပြောလည်းမကောင်းဘူးမကောင်းဘူးလက်ရှိအတွက်ကသူ့အတွက်ကတော့ရမှာအခိုက်အတန့်ပေါ့ဗျာဒါပေမဲ့ဟိုကိုတရားဆိုရင်ကျွန်တော်ပြောချင်တာမကောင်းတဲ့ပတ်စံနဲ့မကောင်းတဲ့နည်းနဲ့ရတဲ့ပတ်စံဘယ်တော့မှမမြဲဘူးဟုတ်အကြောင်းအရာတစ်ခုခုနဲ့ပြန်ကုန်ရတာပဲဒါတမနာပဲဒါတကယ်သေချာဆုံးပဲနော်အဲ့တော့ကျွန်တော်တို့ကဗျာကိုကိုယ်တိုင်မကူညီနိုင်နေဗျာနိုင်ငံတော်ကနေပြီးတော့ကူညီခြင်းနဲ့စိတ်ရှိလို့ဝန်ထမ်းတွေကိုပေးတယ်ဗျာဒီလိုမျိုးတုံးတုံးပေးတယ်ဗျာမှုကြီးတာပွားတယ် ဲ့သုံးတော့ငါ့ရဲ့ထည့်မယ်ဆိုတော့ပုံစံမျိုးနဲ့ဝိသမလောဘသမားတွေပြောတာမလုပ်ပါနဲ့အဲ့သုံးတော့ငါ့ရဲ့ထည့်မယ်ဆိုတော့ဝိနေဘယ်တော့တလားဖို့ကောင်းလဲဗျာမိသားစုတွေအချို့ဆိုလို့ရှိရင်မိသားစုတစုတွေတယောက်မိသားစုတယောက်အိမ်တော်မှာတယောက်တည်းနဲ့မိသားစုဝင်အကုန်ထမ်းနေရတယ်အများကြီးပဲရှိသေးဗျာကျွန်တော်တို့မှာရတဲ့ပတ်စံတွေကဝင်ဝင်ထဲကနေပြီးတော့စောင်းဝင်နေရေးကျမ်းမာရေးပညာရေးနေထိုင်ရေးချို့ over aim မရှိတဲ့လူတွေ over aim မရှိတဲ့ငားနေရတယ်ဗျာငားနေတဲ့အိမ်သားကလည်းကျွန်တော်တို့ကရက်တက်နေတာမဟုတ်ဘူးကုန်စည်လုံးလိုပဲနိုင်နေတာ ဟာဒီလက်ဒီ6လတည်းမှာ3000လောက်နဲ့ရပြီနောက်6လတည်းသေး3000ဖြစ်ဖြစ်သွားမယ်ဒါပြန်ပြကျွန်တော်ပြောပြနေတာအဲ့တော့ကျွန်တော်တို့ကဒီစင်းလုံးကြီးနောက်ကိုလိုက်နေရတာအဲ့တကယ်တော့အဆင်မပြေတော့ဘူးဗျအဲဒါတော့မှကျွန်တော်တို့အင်လိုက်ကနေ6000เนี่ยတော့3000တိုးပြီဆိုတော့အင်လိုက်ကအင်ရှင်နီယာလည်း6000เนี่ยငါများတိုးတော့မလားဆိုတော့မကောင်းတယ်လို့เนาะအဲ့တော့ကျွန်တော်ပြောတာမကူညီခြင်းနေပါ printer စိတ်ကြီးမွေးပါเนาะလူအများကြီးအကျိုးကျေးဇူးအတွက်ကိုမွေးပါကိုယ်စိတ်ထဲမှာငါရဖို့ငါရဖို့ဆိုတဲ့ခေါင်းကြီးကိုဖယ်လိုက်တော့ ကျွန်တော်တို့ရဲ့ပြည်သူတွေအုံနောက်တည်းကနေပြီးတော့ဟိုလာတာတိုးလို့ရှိရင်ကုံစင်းလုံးတက်မယ်ဆိုတော့ကိစ္စကြီးရဲ့ဖဲထုတ်လိုက်တော့အဲ့တော့ဝိသမလောဘသမားကြီးကျွန်တော်အခုပြောနေတာကျန်တဲ့အပိုင်းတွေကျွန်တော်ပြောနေတာမဟုတ်ဝိသမလောဘသားကြီးအခုပဲကျွန်တော်ပြောနေတာနမူနာကြည့်နေကြဒီအချိုရည်ဥပမာကျွန်တော်အချိုရည်တစ်ခုကျွန်တော်တို့စင်ကြေဘုံရက်ဘွက်တစ်ခုမှာဒီအချိုရည်တစ်ခုကိုဝယ်တောက်လို့ရှိရင်100ရံပုံမြို့လေကောင်ကြီးရောက်လာတော့အထောင်ပြတ်သွားဟောရံပုံမြို့လေကောင်ကြီးနဲ့ပိုင်းငယ်နေရှိမှာတောက်တဲ့က1500ပြတ်သွား လောက်กว่าจ่องมาแล้วสรุป800กับ900กว่านี่ไอ้มาเนี่ยตัวพวกนี้มีโซนเลยแลบไปกระซ้าเลยဒီအချိုရဲတခုတော့မှတော့ကျန်တာမပြောသေးဘူးကျွန်တော်တို့စံလို့စီးလို့စားလို့ကျုံလို့ဘာမှမပြောသေးဘူးကျွန်တော်တို့တက်လာအဲ့တော့ကျွန်တော်တို့နိုင်ငံတော်ကနေပြီးတော့ကျွန်တော်တို့တောင်ဝရှိတဲ့ဒုနီးယားနေပြီးတော့ကုန်စင်တို့ကြဆင်းရင်ကုန်စင်တို့တည်နေရင်အတွက်တစ်ဖက်ကနေပြီးတော့ရောင်းမင်းနေတယ်စံလေးစီးလေးကြက်ဥလေးရောင်းမင်းနေတယ်အဲဒါလေးတွေကလည်းကျွန်တော်တို့ကဒါတော့ရေလိုစီမံကိန်းတော့ပေါ့အဲ့တော့ကျွန်တော်တို့ င်ရှိရတဲ့ရေရှည်စီမံကိန်းလေးတခုဒီတက်ကောင်းတဲ့အစီမံလေးတွေပေါ်ဆက်နေမယ်လို့ကျွန်တော်ထင်ပါတယ်ယုံကြည်ပါတယ်ဆက်လုပ်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တက်ဆိုင်တာဝန်ရှိရတဲ့ရောနေပြီးတော့ကွန်စင်းလုံးထင်းချုပ်ရေးကွန်စင်းလုံးတည်ငြိမ်ရေးတွေတစ်ဖက်တည်းလည်းလုံနေတာမျိုးလုံနေတာတွေအများကြီးရှိနေတယ်တစ်ဖက်ကပြည်သူတွေရတယ်တရင်ပေးပါဟုတ်နော်ကျွန်တော်တို့မတန်တဆတွေနဲ့နိုင်ငံလုံးကတတ်မှတ်ထားတဲ့ဈေးနှုန်းတွေမဟုတ်ပဲနဲ့မတန်တဆထိုက်တဲ့ဈေးတွေပိုရောင်းနေရဆိုရင်တက်ဆိုင်တာဝန်ရှိရတဲ့ရောတည်ငြိမ်ဖို့ပူးပေါင်းဆောင်ရွက်ပါဒါလီမှကျွန်တော်တို့ဝိသမ လောပါပါเนาะတိုင်လို့ရပါတယ်စားတုံးသူရေကဥစည်းခဏလိုမျိုးနဲ့ဒါတိုင်လို့ရတယ်ရှိပါเนาะဒါမျိုးလေးသွားပြီးတော့တန်ကြားလို့ရပါတယ်ဒါမှသာကျွန်တော်တို့ဝိသမဝိသမလောဘသမားတွေပဲနေရာမျိုးရှိမှာเนาะကျွန်တော်တို့ဒီလူတွေကအခုကဟိုထိုက်တဲ့နဲ့ဇင်းလုံးနဲ့လည်းပို့ပြီးတော့ပေးပြီးစားနေရတာတွေလည်းရှိတယ်ဘေးကင်းလုံခြုံရလားဆိုရင်ဘေးကင်းလုံခြုံမှုရှိလို့စားတော့တယ်ရတယ်เนาะစိုးစေးကြီးဒါတော့စိုးရိုးကြီးအများကြီးနေပါအဲ့တော့ဘာပဲပြောပြောကျွန်တော်တို့အားလုံးပူပေါင်းဆောင်ရွက်မှသာအဆင်ပြေပါပါ ျွန်တော်တို့ writer စိတ်လေးမွေးပါကိုချင်းစာတရားလေးတွေထားပြီးအရာရာအလုပ်လုပ်ပါလို့ပြောချင်ပါတယ်အဓိကတော့လူသားဆိုင်တဲ့စိတ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါလူသားဆိုင်တဲ့စိတ်လေးဒါဝေးကြပါလို့ပဲပြောချင်ဟုတ်ကဲ့ပါဆိုတော့ကိုကျော်ကျော်လက်ကကျွန်တော်တို့ဟိုကုန်စင်းတို့အကြောင်းပြောကြတော့ဟုတ်ကဲ့ကျွန်တော်လည်းနောက်ထပ်ထားလေးနဲ့ဟိုဆက်ဆက်တဲ့အကြောင်းလေးတစ်ခုပဲကျွန်တော်ထပ်ပြီးတော့ဆွေးနွေးချင်ပါဟုတ်ကဲ့ခင်ဗျအဲ့ဒါဘာလဲဆိုတော့စေးတွေပေါ့နော်ကျွန်တော်တို့ဟိုကျမ်းမာရေးအတွက်လိုအပ်ချက်ရဝယ်တောက်နေရတဲ့စေးဟုတ်ကဲ့ ဆေးဆိုတာကတော့ကျွန်တော်တို့နိုင်ငံကဆေးထုတ်နိုင်တာနည်းပါတယ်နော်ဟုတ်ကဲ့ဟိုဆေးရပရိဘာဆေးလေဆေးရတာကျွန်တော်တို့ကပြည်ပနိုင်ငံတွေကလည်းအားလုံးတင်သွင်းရတာဟုတ်နော်ဟုတ်ကဲ့ပါဆိုတော့ဒီနေရာမှာဘာဖြစ်လဲဆိုလို့ရှိရင်သူလက်ကုန်ကင်းလုံးကိုပဲဆေးဈေးလုံးတွေကဟုတ်ကဲ့ကျသွားတယ်လို့မရှိဟုတ်ကဲ့ပြန်လည်းတက်တယ်ဆေးဈေးလုံးတွေအဲ့အဲ့မှာအဲ့ဒီလိုဖြစ်ရတဲ့အကြောင်းကဘာလဲဆိုတော့ဟိုလူမှုကွန်ရက်ဆာမျက်နှာမှာတယောက်ကပြောထားလေဟိုကျွန်တော်ဟိုတတိထားပြီလို့ပါဒါလေးပြန်ပြောပြဟုတ်ကဲ့ဟိုသူ့အဖေကပေါ့လေ မျက်စီမကောင်းဘူးပေါ့ဟုတ်ကဲ့အဲ့တော့ဆရာဝန်ပြတော့ဆရာဝန်ကဒါဟိုရေတိမ်ပေါ့နော်ဟုတ်ကဲ့ရေတိမ်ပေါ့ဟိုမျက်စင်းကိုတောက်လျှောက်တတလုံးခတ်သွားတယ်ပေါ့နော်ဆိုတော့အဲ့မျက်စင်းကိုသူဝယ်ခတ်တာသစ္စာချင်းတော့တောင်း6500တဲ့ဟုတ်အဲ့အဲ့ဝင်ကျင်တော့ပေါ့ဗျာအဲ့လောက်ခတ်နေနေရအခုလက်ရှိကျတော့အဲ့စီအဲ့မျက်စင်းတပူကဘယ်လောက်ဖြစ်သွားလဲဆိုတော့တသိန်း၄ဘောင်းနေဖြစ်သွားဟုတ်ကဲ့ဟိုကုမ္ပဏီကဟိုမွေးစေးထုတ်တဲ့ကုမ္ပဏီကအရေးတွက်လျှောက်ပြီးတော့ထုတ်ထုတ်လို့လားဆိုတော့မဟုတ်ဘူးဗျာဟုတ်ကဲ့ ကုန်းသေးလေးကစားတာပေါ့နော်သူတို့ပြောပြကုန်းသေးလေးကုန်းသေးဈေးကစားတာအဲ့မှာတိရတယောက်ပါဟိုဝင်မှတ်ထားတာပေါ့ဗျာဟုတ်ကဲ့ဒါဈေးကုန်းသေးတချို့ပေါ့နော်ကျွန်တော်ကုန်းလုံးမဆိုလုံးတော့တချို့တချို့ဝိတ္တမလောကသားတချို့ကိုကျွန်တော်ရည်ရွယ်ပြောတာအဲ့ဈေးကုန်းသေးဝိတ္တမလောကသားတချို့ကဘာလို့လဲဆိုတော့ဈေးတွေကိုသူတို့ကတွင်းလိုက်တယ်တွင်းပြီးတော့ပစ္စည်းပြတ်ပြီးဆိုပြီးတော့တရင်ထွက်လိုက်တယ်သူကဈေးတွေမဖြန့်တော့ထိန်းထားတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဈေးကိုအဲ့ဈေးဈေးနှုန်းတွေကိုသူတို့လိုချင်တဲ့ဈေးကြီးဆွဲတင်ပြီးမှသူတို့ကဈေးဝက်ထဲကိုဖြတ်ပြီး အဲ့လိုမျိုးတွေလုပ်နေကြတယ်ဒါလူမှုကွမ်းကရေးထားတာတွေ့လို့ကျွန်တော်ပြန်ပြောပြရမှာเนาะကျွန်တော်လည်းဟိုအတွင်းကြက်ကြတီးလို့လုံးမဟုတ်ဒါပေမဲ့ဒီလိုလေးဒီလိုလေးတွေ့မိကြောင်းဒီလိုလေးရှိကြောင်းဒါကျွန်တော်ပြန်ပြီးတော့ဒါ sharing လုပ်တာပါပြန်ပြောပြရမှာဆိုတော့ဒါမျိုးတွေရှိနေတယ်လို့ तू ကပြောတယ်ပေါ့เนาะဆိုတော့တက်ဆိုင်တာတောင်းရှိရသူတွေကလည်းเนาะဒါတွေကိုတေချာစုံစမ်းခေါ်ထုတ်ပြီးတော့တကယ်ဟုတ်မှန်နေလို့ရှိရင်เนาะတကယ်ဟုတ်မှန်နေထိထိရရအရေးပစာမပေးဖို့လိုတယ်ဟုတ်ကဲ့ဘာဆိုဒီ sale ဆိုတာဒါလူနာရဲ့အတက်ပဲဟုတ်ကဲ့เนาะ ဒါဟိုကျမ်းမာရေးမကောင်းတဲ့သူတွေအတွက်ကဒါအတက်ပဲဒါလည်းအတက်ဆက်နေဟုတ်ကဲ့ဆိုတော့ဟိုဒါဝုံးမလုပ်တယ်ဆိုတော့ဒါလူအတက်ပေါင်းများစွာတော့ဒါတတ်တာလည်းအတူတူပဲအချို့တို့ကြာဒီစေးလေးရဖို့အတွက်ကိုရှိတာလေးတွေပေါင်းနဲ့ရောင်းချပြီးတော့တောက်နေရတယ်ရှိတယ်စေးကွန်ရတယ်တော့ရှိတယ်အဲ့တော့တရားဖို့ကောင်းတယ်ဗျာနော်နောက်ပြီးတော့ဟိုကျွန်တော်လည်းကျွန်တော်အမေအတွက်စေးတွေကိုဝယ်ပေးနေတော့လေဒါကျွန်တော်လည်းသတိထားမိအများနဲ့စေးရတယ်ဆရာဝန်ရေးပေးလိုက်တဲ့စေးတန်းကွက်တိရရင်ကရှာရတယ်ဟို တမျိုးနှမျိုးလောက်ပဲရဥမာ၅မျိုးမှာဆိုရင်ကတမျိုးနှမျိုးလောက်ပဲရတယ်ကျန်တဲ့၃မျိုးတော့အာနိဒင်တူဟိုအလားတရန်တူအာနိဒင်တူအဒါမျိုးနဲ့ပဲဟိုဖြစ်နေရပါလေဟိုဒီစေးစေးကနေပတ်သက်လို့လေပုံစင်းတော့လာကျွန်တော်တို့အကြက်ကြက်မမတ်ဆောင်းရည်လိုမျိုးပဲဒီစေးစေးကကိုလေကြက်ကြက်မမတ်ဒါကျွန်တော်တို့ဟိုထိန်းချုပ်ဆောင်းရက်တဲ့နေပါကလိုအပ်ရတဲ့လိုအပ်တဲ့ရည်ရွယ်မှုတွေဒါဆောင်းဖို့တော့လိုနေပြီလို့ပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကဘာဖြစ်ဆိုပြီးပြောချင်တယ်ဆိုတော့ကိုတရားဆုံးနေရကျွန်တော်တို့ထားလိုက်ပါတော့ တင်းစားဝေဒနာရှင်ကြောက်ကဲ့ဝေဒနာရှင်တွေဒီမင်းတွေရောကကုသနေရဝေဒနာရှင်တွေပေါ့ဗျာနော်နာရရှိပေါ့နာရရှိပေါ့အဲ့ဒီနာရရှိတွေတော့ဆေးတွေဈေးတက်တဲ့ခါကျတော့သူမလုပ်မလို့ online ပေါ်ကလေဟွာတွေကျွန်တော်တို့အမကကြီးမရှိတဲ့ဆေးတွေသူဝယ်တော့တော့မယ်ဘာလို့ကိုမမနိုင်တာမတက်နိုင်တော့ဘူးလေဒီဆေးဆေးတော့ကဈေးတွေအရမ်းမြင့်နေတယ်သူတောက်နေရဈေးဈေးဈေးတဲ့ဝင်မြင့်နေတယ်အဲ့တော့ဘာလို့လဲတော့မအားလဲယုံကြည်အောင်ပြောနေတယ်ဟာကင်ဆာဆိုဘယ်လိုပြောက်သွားမှာအကြောက်ကယောဂါဆိုလို့ချင်းချက်ချင်းကြီးကောင်းသွားမှာဘုဒ္ဓကြီးပြဲကောင်းသွားမှာလို့ဒီစေးတော့ပြီးမှာ ဲ့လိုနီးမျိုးစုံနဲ့တင်ရတဲ့အရာရှိတယ်တရားမုံစေးတချို့တွေကျွန်တော်တို့ online တောက်ပြတရားမုံနဲ့စေးမိလို့တွေစေးမိလို့တွေဟာဘာနဲ့ညာနဲ့တောက်လိုက်ဟိုဟာနဲ့ညာနဲ့ကြိုတောက်လိုက်ဆိုတာအဲ့အရာတွေကညာရတာအဲ့တော့ကိုကိုယ်တိုင်မှမရှိတာဗျာပတ်စံမှမရှိတာဒုက္ခရောက်နေပါလေရှိတာလေးတော့မှကျွန်တော်ပေါင်တန်းရောင်းချပြီးတော့စေးတောက်နေရပါလေဆိုမှဒီစေးရဈေးတက်တဲ့ခါကျတော့ဘယ်ဝင်နေတော့မလို့အဲ့တော့ကျွန်တော်ကပြောသလိုပဲ online ပေါ်ကစေးလေးတွေဈေးတက်တက်တက်နဲ့ရောင်းနေရတယ်ဝယ်တောက်တယ်ဗီဒီယိုဆိုကြတွေဖြစ်တယ်ဟော6လခံမဲ့လူနာက အလားလောင်းနဲ့တွားပြီအလားလောင်းနဲ့တွားပြီဒါတွေစိတ်မကောင်းစရာတွေ့နေရတယ်ကျွန်တော်တို့တနေ့တနေ့ဒါတွေကတော့စင်းပြီးတို့လေးတွေကိုရွယ်လေးကျူတော့လိုက်ဒီရွယ်လေးကျူတော့လိုက်ဘယ်တိုင်းစီးစရာမှခွင့်ပြုချက်ထားတာမရှိသေးဘူးချွတ်ရတယ်ဒါလို့ကျွန်တော်တကယ်လို့အဲ့ရွယ်လေးကျူတော့မယ်လို့ကျွန်တော်တကယ်တိုင်းစီးပညာရှိနေမေးရမယ်ကျွန်တော်တိုင်းစီးပညာထွန်းကားအများကြီးရေနော်စီးစီးတော့ထက်တာအများကြီးပဲကျွန်တော်တို့တကယ်တိုင်းစီးတွေကိုတွားပြီးမေးရမယ်ဒါတွေကတောက်တယ်လားဒီကမတောက်တယ်လားဒါတွေပေါ့ ဲ့တော့ကျွန်တော်တို့တင်တဲ့လူတွေလည်း online ပေါ်မှာမဟုတ်ရင်မတင်ပါနဲ့ဗျာဟုတ်ကဲ့နော်ဒါဆိုရင် immediate များလို့ပါကိုကတော့ခုန်ကြီးချင်းတို့တင်တာဖြစ်ဖြစ်ပဲမတင်ခင်ကလည်းတေချာဟုတ်ကဲ့ဟိုလေးလာစုံစမ်းတေချာတင်အောင်လုပ်ပြီးမှပဲတင်ကြ share ကြပါမဟုတ်ရင်ကိုကတော့ခုန်ကြီးချင်းတို့ share လိုက်တာဒါပေမဲ့ကို share လိုက်တဲ့ခါကြီးကိုလူတွေကညုံပြီးတော့လုတ်ပြီးတော့မှပတော်စားခုဖြစ်သွားတာကို့အတွက်လည်းဟုတ်ကဲ့အကူတူဖြစ်တယ်လေနော်ဟုတ်ကဲ့ဆိုတော့မလုပ်ကြပါနဲ့ပေါ့ဟုတ်ကဲ့ပါခင်ဗျာဆိုရင်ကျွန်တော်တို့ ဆင်းရဲတာဒါစိတ်မတသက်စရာအကြောင်းလေးပေါ့နော်အဲ့တော့ဘာပဲပြောအားလုံးအဆင်ပြေစေချင်ပါတယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီစီဇန်ရဲ့ဒါကျွန်တော်တို့ဟိုတင်းငုံပါလေနော်ဒါကျွန်တော်တို့လူမှုကွန်ရက်နဲ့လူမှုဝန်ကြီးမှာလှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ဟာတွေနောက်ပြီးတော့တခါအများပြည်သူတတိတတိပြုသိနေတတိပြုသိနေနော်တတိထားသိနေအကြောင်းအရာလေးတွေပဲတော့ကျွန်တော်တို့ကထုံးလို့ရွေးချင်တာဆိုတော့အကြောင်းအများစုကတော့ဒီလိုအကြောင်းအရာလေးတွေများပါတယ်ဟုတ်ကဲ့နောက်တစ်ခုကကိုတရားဆိုရင်ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ပြောရတာပြောတာကိုပေါင်းကလန်ထောင်းလို့ပါဗျာဟုတ်ကဲ့နော် ကျွန်တော်မီဒီယာအားလုံးတော့မဆိုးလိုပါဘူးအချို့အချို့မီဒီယာဆုံးယူတချို့ကြောင့်ကျွန်တော်တို့မီဒီယာလောကလူသားတွေလူတွေမီဒီယာဆုံးယူတချို့တွေနော်မီဒီယာအမီခံတွေအမီခံတချို့ကြောင့်အဲ့ဒါကြီးကြောင့်ကျွန်တော်တို့ channel မီဒီယာတွေအတွက်ဘယ်လိုရှိနေတင်းကျုံပြီးရိုက်ခံဖြစ်နေနော်ဘယ်လိုရှိတင်းကျုံရတယ်လို့ပြောနေပြီကျွန်တော်တို့ channel မီဒီယာတော့ပါတိတ်ခါကြကျွန်တော်မီဒီယာဆိုတာကိုကိုကိုတရားခုနဲ့တည့်ရတိုင်းပဲပြဿနာတစ်ခုဖြစ်လာပြီးရေးဆိုလို့ရှိရင် နှစ်ယောက်နှစ်ဖက်ဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့တယောက်တည်းကိုသွားပြီးမေးတာမိသားစုဝင်တယ်မညီဘူးရတစ်ဖက်သက်တယ်တစ်ဖက်သက်မေးတာမျိုးတွေပေါ့နော်ဒါလိုက်ပါတော့ကျွန်တော်တို့ပြီးခဲ့တဲ့လူမှုကွယ်ဆံမေးတာပုံကတော်တော်လေးဟောရရဖြစ်ခဲ့တယ်တတိယတယောက်နဲ့သူသမီးလေးတယောက်ပြဿနာဖြစ်တယ်ပြဿနာဖြစ်တယ်အဲ့မှာကျွန်တော်မေးရာတချို့ရကျွန်တော်တွေ့လိုက်တယ်တစ်ဖက်ကိုပဲမေးနေတယ်တမီးဖြစ်သူပဲမေးနေတာကျွန်တော်တွေ့ရတယ်။ဒါပြန်ပြစဉ်းစားကြည့်ပါဦး။မိညာကျင့်ဝင်တဲ့ညီရဲ့လား။ကိုပြကိုကိုပြန်စဉ်းစားရမယ်။တစ်ဖက်လူရောမမေးသင့်ဘူးလား။ကျွန်တော်တို့က ချပြရမှာနှစ်ဖက်ပြဿနာဖြစ်လာပြီးတော့နှစ်ဖက်သလုံးချပြရမှာဒါကျွန်တော်တို့ဟိုးအရင်ပုံဝေတနေကြီးကကျွန်တော်တို့ဆက်ဆက်လောက်လာတဲ့အတိုင်းပဲဒါဟိုတစ်ဖက်တည်းအတန်နဲ့ယူပြီးတော့ကျွန်တော်တို့ဒုတ်တယ်ဆိုတာလေးကဒါအဲ့ဒီမှာလေးကကျွန်တော်တို့တရားမထမှုကမရှိတော့နော်အဲ့တော့ကျွန်တော်တို့ကဘာလို့ဒီတော့မီဒီယာကျင့်ဝင်နေတဲ့ကြီးအောင်လုပ်ရအောင်နော်ကျွန်တော်လည်းမကြာခဏပြောပါရဲကျွန်တော်တို့အမှုပညာရှင်တွေ꽌လွန်သွားတဲ့အမှုပညာရှင်တွေယူရေးမှာဒါထားလိုက်ပါတော့ကျွန်တော်တို့တုတ်တန်နေမှာပေါ့ဗျာဇာပနခိုင်းတာတွေပြုလုပ်ကြတယ် အတင်းအရမကျွန်တော်တို့နိုင်ရှင်ကိုမေးကြတယ်မိသားစုကမိုက်တီထိုးလို့မေးတဲ့ကိစ္စလေးဒါလေးလည်းနည်းနည်းသတိထားကြပါကျွန်တော်တို့ကျန်တဲ့လူတွေပေါ့ဗျာတောက်လာတဲ့လူပညာကြီးကိုမော်ဒမတွေကိုခံစားချက်လေးတွေဘယ်လိုရှိလဲဘာညာအဲ့ဒီမေးတာကျွန်တော်ပြောလို့ပေါ့ဒါလေးတွေကလည်းတော်တော်များများပြောစရာဖြစ်လာလို့ပါကျွန်တော်ကြည့်လိုက်အဲ့ဒီအရာတွေရဲ့အောက်ဒီမှာ comment တွေမှာပြန်လိုက်ဖတ်ကြည့်လိုက်ပါမိန်းကြီးတွေပြောတာတော့တော်တော်ကြီးကိုအများစားပြောတာအဲ့ကြောင့်ကျွန်တော်ပြောနေရတာကျွန်တော်တို့ဒါလေးတွေစီးဆောင်ကြပါ ပြဿနာတွေဖြစ်တယ်ကျွန်တော်တို့ကမိရားနေပြီးတော့တောင်းပန်လိုက်တယ်ပြီးသွားတယ်မပြီးသွားဘူးတော့တမိုင်းမှာကြံခဲ့မှာဒါတွေကဒါတွေမှတ်နိုင်ကြံခဲ့မှာအဲ့တော့လက်ပြတ်တမ်းဖို့လိုတယ်ကိုလုံးတဲ့တည်းကိုဖန်တီးတဲ့ကိစ္စတွေမှာလက်ပြတ်တမ်းဖို့လိုတယ်ကျွန်တော်တို့ဒါမှန်မှန်ကန်ကန်တိဆောက်ဖို့တရင်တိဆောက်တဲ့ကောင်မှာမှန်မှန်ကန်ကန်တိဆောက်ဖို့လိုတယ်တရင်ကျင့်ဝတ်နဲ့ညီဖို့လိုတယ်နော်အဲ့တော့တရင်မီဒီယာကျင့်ဝတ်လေးနဲ့အညီလှုပ်ဆောင်စေချင်တယ်ဗျာကျွန်တော်အကုန်လုံးကိုမဆိုးလို့ဘူးနော်တချို့တချို့တချို့ပဲကျွန်တော်ပြောတာ အချို့တို့ရှိတယ်တရားဝင်မီဒီယာရောရှိပါတယ်ဗျာနော်ဘယ်ကဘလို့တင်ဆက်နေမှလည်းမသိဘူးမဟုတ်တဲ့သတင်းတွေအများကြီးတင်နေတယ်အဲ့ဒါလည်းစပြီးပြဿနာတွေဖြစ်ရန်တွေဖြစ်အချင်းချင်းချစ်တာတွေမုန်းတရားတွေဖြစ်အဲ့လိုမျိုးတွေပေါ့မုန်းတရားတွေဖြစ်အောင်ဖန်တီးရတဲ့ဟာကြီးလည်းကျွန်တော်တို့တွေ့ရတယ်ဗျအဲ့တော့သတင်းတွေသတင်းမှာဖန်တီးရရကျွန်တော်တို့တွေ့ရတယ်အဲ့ဒါလေးတွေထိမ့်သိမ်းစောက်ရှောက်ဖို့လိုရဆိုတာလေးကိုကျွန်တော်ပြောချင်တာပါဗျာဆိုတော့တော်ဒီအကြောင်းအရာတွေကလည်းကျွန်တော်တို့လည်းဟိုချင့်ပါလေပြောခဲ့ပြီးသားလေးဆိုတော့เนาะဟိုတော်တော်များများလည်းတည်ကြပါဘူးเนาะဘယ်လိုဟာတွေက ါကျွန်တော်တို့ဟိုတကယ်ကိုတန်ဖိုးရှိတဲ့သတင်းတွေဘလို့ခါရီကတော့အရင်များဖတ်မရသတင်းတွေဟုတ်ကဲ့ဘာတွေကကြိုးမရှိဘူးဒါတွေကကျွန်တော်တို့ဟိုစဖတ်သူဟုတ်ကဲ့အဲသတင်းချစ်တဲ့လူတွေဒါတော်တော်များများလဲမတိကြဘူးလို့ထင်ပါတယ်တိတ်ပြီးတော့လဲဒါထပ်ပြီးတော့မပြောနိုင်တော့ပေါ့ဗျာနော်ဟုတ်ကဲ့ဟိုပြောရင်လဲဒါကျွန်တော်တို့ဟိုခုနကပို့ချလို့ပြောလို့ပဲနော်ကိုပေါကိုလန်ထောင်းလို့ပြည့်အောင်မယ်ဆိုတော့ဟုတ်ကဲ့ဒါလေးကိုသတင်းမီဒီယာကြုံနေကြီးထင်းနေတဲ့လောက်ဆောင်ပြဖို့ပဲကျွန်တော်တို့ကဟုတ်ကဲ့ထပ်ပြီးတော့ဒါတိုက်တွန်းနေမှာ ဟုတ်ကဲ့ဘာလို့ဆိုကျွန်တော်တို့မေးပြီဆိုရင်ဒီလူတယောက်ကိုမေးမယ်ဆိုဒီလူတယောက်ရဲ့တမိုင်းကြောင်းလေးတော့နည်းနည်းတော့သိထားတဲ့ပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးလေးတော့တတိထားဖို့ဆင်ခြင်ဖို့လိုတာလေးတွေပေါ့ဟုတ်ကဲ့ပါဆရာဆိုတော့ကျွန်တော်ကဘာထပ်ပြီးတော့ဆွေးနွေးကြရလဲဆိုလို့ရှိရင်ပြီးခဲ့တဲ့ကြပါရလူမှုကွန်ရက်မှာကျွန်တော် post လေးတစ်ခုတွေ့လိုက်တာဒါကသူတတိပြုအောင်လို့ပါဟုတ်ကဲ့နော်ဟိုရန်ကုန်မြို့ရင်းကဒီမြို့နယ်တစ်ခုဟုတ်ကဲ့မြို့နယ်တစ်ခုပါဗျဟုတ်ကဲ့အဲ့ငါသူကတယောက်တည်းရှိနေတဲ့ချင်း ဟုတ်ကြောင်သေးရှိနေတဲ့ချိန်နဲ့ဟုတ်ကဲ့အရက်ဝင်နေပေါ့နော်အရက်ဝင်နေလူ900ယောက်ရောက်ပုံစံလေးကြည့်ရတိတ်ဘူးမှန်ဘူးပေါ့နော်ဟုတ်ကဲ့လူ900ယောက်ရောက်ရောက်လာပြီးတော့ဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ကတဲ့မြို့နယ်ဖြတ်စင်ရောပါတဲ့မီတာဘေးစာမျက်မှာအင်ရာလေးတစ်ခုဖြတ်သွားလို့တဲ့ဟုတ်အဲ့ဒါလေးဝင်စစ်ချင်လို့တကားလေးဖွင့်နေတာဆိုအိမ်မှာဘာလုပ်မှာလဲမရှိအဲ့တော့မဟုတ်ဘူးမီတာမီတာဘောက်ကအိမ်ထဲမှာမရှိဘူးအိမ်အောင် ညာတို့ဆစ်ချင်အဲ့ဒီအင်အားကဟာကိုပဲဆစ်ပြီးတော့ဖြစ်တကားတော့ဖုတ်မပေးနိုင်ဘူး။အာမဟုတ်ဘူး။အင်ဂျင်ခဏဝင်ပြီးပါကျွန်တော်တို့ဟိုအဲ့ဟာအကြောင်းကြောင်းတော့ဘီးလိုင်းကြည့်မယ်ဆိုတော့ဘာမှမကြည့်ဘူး။အဲ့မီတာမီတာဆောင်းထားတဲ့ဆောင်းရဲကိုကြည့်မယ်ဆိုပြီးတို့ကအတင်းကြီးလုံးနေတာ။အတင်းလုံးတော့ကိုကဘာပြောလိုက်လဲဆိုတော့အင်တဲ့ဝင်ရခင်ဗျားတို့ရက်ကွက်အုပ်ချုပ်ရေးမှုလို့ရိုင်းမှုလို့လမ်းမှုလို့သစ္စာတောင်ရှိရသူအကုန်ခေါ်လာခေါ်လာမှကျွန်တော်ဝင်လို့ပြုမယ်။ဟာကောင်းတယ်ခင်ဗျာနော်။အဲ့လိုအဲ့ပါအင်းနေနေဖြစ်ပြီးတော့အင်းအဲလို့ပြီးတော့တို့ပြန်သွားတယ်။အဲ့လိုပြောရမှာအဲ့လိုလုပ်ရမှာ။ပုံစံတွေကြည့်လိုက်တော့လေဟိုရက်တောက်ထားတဲ့ပုံစံတွေဟုတ် ဖြစ်နေတယ်ပေါ့ဗျာပုံမှန်နဲ့ဝန်ခံမှုပေါ့ဆိုတော့သူကလည်းအကောင်လုံးတတိပြုကြပါလေသူကတော့ဒါမျိုးလေးဒီနေ့ကြုံလိုက်ရဆိုပြီးတော့ဟုတ်ကဲ့တင်ထားတယ်ပေါ့လေဒါကတင်ထားလို့ကျွန်တော်တို့ကသိတာဟုတ်ကဲ့တင်ထားမဲ့ねအဲ့လိုခံရတဲ့သူတွေဟုတ်ကဲ့ဘယ်နှလောက်ရှိခဲ့မှာကျွန်တော်တို့ကမသိဘူးဟုတ်ကဲ့ဆိုတော့ဒါမျိုးတွေအစားကျွန်တော်တို့ကတတိပြုကိုလုံလိုက်ပေါ့လေနော်ဟုတ်ကဲ့ကိုအိမ်မှာကိုတယောက်တည်းရှိနေတဲ့ချင်းဟုတ်ကဲ့နော်ဟိုဘယ်လိုခေါ်မလဲတတိပြုနေထိုင်ဖို့နော်ကိုကအိမ်ထဲမှာနေနေရပဲဆိုပြီးတော့လည်းမပေါ်စားကြဘူး เนาะခုဒါမျိုးဖြစ်ဆက်ဆိုလို့ရှိရင်ဖွင့်ပေးကြည့်လိုက်ပါဟုတ်ကဲ့ဘာဖြစ်သွားလဲဟိုမှန်ကန်လားကြာခံလားလည်းမသိเนาะအမှန်ကန်တော့ဖြစ်ပေါ်နေပါဘာလို့ဆိုတော့တို့လာတဲ့ချိန်ကလည်းဂျူတီချိန်ပေါ့ဗျာဟိုရုံးခွင့်ရပေါ့ရုံးခွင့်ရဆိုလို့ရှိရင်ဝန်ထမ်းဆိုတာကကျွန်တော်တို့ကယူနီဖောင်းပြည့်စုံပေးရတယ်เนาะတို့တော့ယူနီဖောင်းလည်းမပေါ့ဆိုတော့ဒါစဉ်းစားရဖြစ်နေပါဗျာเนาะဒါလေးကျွန်တော်တို့ဟိုဒီလိုဖြစ်စဉ်လေးကြည့်လိုက်တတိပြုရဖို့နောက်ဆုံးမတင်ကြလို့ရှိရင်အဲ့ဒီလူရဲ့ဟိုပုံစံတွေမျက်နှာတွေကိုဓာတ်ပုံဖြစ်ရပါဖြစ်ဖြစ် ိုးညိုက်ထားပြီးတော့လေဟုတ်ကဲ့ရဲစခန်းဖြစ်ဖြစ်ရပ်ကွက်အုပ်ချုပ်မှုဖြစ်ဖြစ်တွားပြီးတော့တွားပြီးတော့တိုက်ထားလိုက်တာတီးပေးထားလိုက်တာတော့ပိုကောင်းတယ်ဗျအဲ့ဒါမှနောက်တစ်ခါတို့နောက်တစ်ချိန်ရပ်ကွက်ထဲဝင်လာရင်ဒါတို့မင်းများစစ်ဆေးလို့ရမှာပေါ့လေနော်ဒါမျိုးတွေလည်းလောက်ဆောင်ထားဖို့လိုတယ်လို့ကျွန်တော်အကြံပေးခြင်းတယ်နောက်ပြီးတော့ဟိုကျွန်တော်ဗီဒီယိုခန်းလေးတစ်ခုကြည့်လိုက်တယ်ဟုတ်ကဲ့သူကဟို CCTV တက်ထားတာကန်ထားလိုက်တာသူကတိုက်နေတာအဲ့မှာလူတယောက်ကလှေကားထဲမှာရောင်းနေလေလို့ဟိုကြည့်တီးကြည့်လုံးနဲ့အခန်းကကဖွင့်ထားအဲ့တိုက်ခန်းအခန်းကဖွင့်ထားဟိုစပွဲပေါ်မှာတော့မကြည့်ပါ ဆန်အိတ်တာဟုတ်တယ်အိတ်အိတ်ချတာအိတ်ကတော့ရောင်းနေလေရောင်းနေလေလုတ်ပြီးတော့အဲ့ဒီကိုဝင်ယူပြီးတော့ပြင်ပြင်းစင်းပါဟာပြည်ကပြင်းစင်းပါဟုတ်ကဲ့ကျွန်တော်ကအားလို့တော်တော်ပေါ့တာပဲလို့အင်ရှင်ကမဟုတ်ဘူးလေဗျာကျွန်တော်ပြောနေတာကိုကဒီအင်ရှင်မှာရှိမနေနိုင်ဆိုရင်လေတကားကိုအဲ့လိုကိုဖွင့်မထားနိုင်လေဟုတ်တယ်မလားကျွန်တော်ပြောတာဒါအန်နီယောနဲ့ရခွန်နေလို့ပဲအတက်ကိုညံဆောင်နေပြီနော်ဟုတ်ကဲ့ညံနဲ့စဉ်းစားပြီးတော့ဒါကျွန်တော်တို့ဟိုဒိတ်လိုဒေထန်ကြောက်လေလိုလေးပဲဒီလိုလက်လွတ်စပယ်ကျွန်တော်တို့ဒီလိုတကားဖွင့်ထားတော့ ိုဘယ်လိုခေါ်မလဲခိုးကျင်တဲ့သူခွင့်ကျင်တဲ့သူဆိုတာအများကကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတာဒါတွေကကျွန်တော်တို့ပစ္စည်းတွေနဲ့မတားပဲနဲ့ကျွန်တော်တို့အသက်အရွယ်မှာရန်ရှာလိုက်တာအဲပစ္စည်းယူပြီးရဆင်းသွားတာကံကောင်းလူမှအငယ်ပြုတာဘယ်လိုလုပ်မလဲတခါကြီးကိုဖွင့်ထားတာဒါကတော့အငယ်များတယ်သူကလည်းဟိုကျွန်တော်ထင်ပါတယ်တိတ်ဆာကူကူရှိလို့သူဖွင့်ထားပါလေပဲဥမာဟိုချက်ချင်းပြန်ဖောက်လို့လူတွေတိတ်ဆာတောင်းမှမပြည့်ပြတ်သေးတဲ့ဟိုပစ္စည်းတဲဖို့ကိစ္စတို့ကအဲ့လိုမျိုးဟိုလူလာဖို့ရှိလို့တို့ကအဲ့လိုမျိုးတခါကြိုဖွင့်ထားလို့လည်းဖြစ်ရင်ဖြစ်မှာပါလေဒါမဲ့ ဲ့လိုလုပ်မယ်စားနော်ဥမာဧည့်သည်လာလို့ရှိရဆိုလဲဧည့်သည်ရောက်မှတကားဖွင့်တာမျိုးဟုတ်ကဲ့ပစ္စည်းတယ်တော့မယ်ဆိုလဲပစ္စည်းကအခန်းရှိရောက်မှတကားဖွင့်လိုက်တာမျိုးအဲ့ဒါမျိုးကတော့ပို့ပြီးတော့ဟုတ်ကဲ့ပို့လုံလုံစိတ်ချမယ်ထင်ပါတယ်ဟုတ်ကဲ့ဒီလိုမျိုးဟိုမှာဖြစ်လာလို့ကတော့ကျွန်တော်တို့ဟုတ်ကဲ့ပစ္စည်းရဲ့မိုးပေါ်လေကိုအတန့်အနေနဲ့အန်နေရှိနေတယ်ပေါ့ဆိုတော့ဟိုငန်းနဲ့ရှင်ပြီးတော့လေသတိဝရိယပြုပြီးတော့နေထိုင်ကြပါလို့ဒီငန်းကနေတာကြောပြောကြကြပါခင်ဗျာဟုတ်ကဲ့ပါကိုတရားဆုံးလေအဲ့တော့ကျွန်တော်တို့ဒါဒီနေ့ဒါပြောရသလိုရှင်လေဒါအကြောင်းအရာလေးလေဒါဆုံးမလို့ရှိပါတော့ကျွန်တော်တို့ ဒါအချောင်းလေးလင်းသွားအချိန်လေးလင်းသွားပြီဆိုတော့ကျွန်တော်တို့ဒီနေ့စနေနေ့ဒီမှာပဲကျွန်တော်တို့အဆက်ကလေးဆိုင်ကောင်းပါတယ်ကျွန်တော်တို့မှာတော့ပြောနေရတယ်အများကြီးရှိတယ်အများကြီးပါနော်ခုနကလည်းစပါမယ်ကိုကြောင်းလည်းပြောခဲ့တယ်ဟုတ်ကဲ့ဒီလူမှုကွန်ရက်နဲ့လူမှုဝန်ကြီးမှာဆိုတာတိတိကျကျဖြစ်ပြန်နေတဲ့အကြောင်းပါလေအဲနေတာမှာပေါ့လားအများကြီးဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့မှာရရှိတဲ့အချိန်လေးအတွင်းမှာဝင်အောင်ပြောရတာဆိုတော့ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်လေးကိုတော့ဟုတ်ကဲ့ဒီနေ့တော့ဒီမှာပဲကျန်လာလိုက်ပြန်ပြီဟုတ်ကဲ့ပါကိုကြောင်းဆက်လိုက်ပါဟုတ်ကဲ့ပါခင်ဗျာအခုကျွန်တော်တို့ဆွေးနွေးတင်ဆက်ပေးခဲ့တာတော့လူမှုကွန်ရက်နဲ့လူမှုဝန်ကြီးမှာတော့လို့ရှားရှားနဲ့ ဒါသတိပြုစင်ခြင်းဝယ်အကြောင်းအရာတွေကမှအကြောင်းအရာတချို့ကိုထုံးလို့ရွေးချယ်ပြီးတော့ဆွေးနွေးတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ